ောသားရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ20ရက်နေ့အတွက်တည်င်းအံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့စစ်တုံးပန်းတွေကိုအေးဆက်တိုက်လွတ်ပေးနေတဲ့တည်င်းရခိုင်ကမ်းရိုးတန်းမှာနောက်ဆက်တွဲငလျင်ကြီးတွေဖြစ်လာနိုင်တယ်လို့ပညာရှင်တွေသတိပေးတဲ့အကြောင်းမီဇိုရန်ပလတ်ဝကွန်စီလန်းကျောင်းကိုအိန္ဒိယပိုက်တဲ့အကြောင်းအရာတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီစီစဉ်ကိုကျမစောင်းငိမ့်နေတူကိုအောင်မင်းမမြမြတို့တို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့စက်သုံးပန်းတွေကိုအေအေကဆက်တိုက်လွှတ်ပေးနေတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ် ရခိုင်မြို့သိပ်တိုက်ပွဲအတွင်းမှာဖန်စီရမိတဲ့73ပွဲတွေ3ပွဲမိသားစုဝင်တွေကိုအရခတ်တော်အေကအခုရပိုင်းအတွင်းမှာဆက်တိုက်လွှတ်ပေးနေပါတယ်။မနေ့ကမေလ16ရက်နေ့မှာမောင်တော်တိုက်ပွဲအတွင်းအရခတ်တော်စီအလင်းဝင်လာခဲ့တဲ့စက်ကောင်စီတပ်သားတွေထက်က32ဦးကိုလက်ညှိရှက်တခွင့်အခမ်းအနားနဲ့လွှတ်ပေးခဲ့ပြီးအိမ်ပြန်လမ်းစေးရအဖြစ်တဦးကိုငွေကျပ်3သိန်းစီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒါပြင်ပြီးခဲ့တဲ့မေလ16ရက်ကလည်းဘုဒ္ဓတော်မြို့သိမ်းတိုက်ပွဲတနက်ပြည့်အထိုင်အမှန်အဖြစ်73ပန်းမိသားစုဝင်314ဦးကိုအခမ်းအနားပြုလုပ်ပြီးမိသားစုဝင်တွေစီပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ16ရက်နဲ့ April 31ရက်ကလည်းမင်းပြမြို့သိမ်းတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိတဲ့73ပန်းမိသားစုဝင်400နီးပါးကိုအာရခတပ်တော်ကပြန်လွှဲပေးခဲ့ပါတယ်။ ရခိုင်မျိုးစိတ်တိုက်ပွဲအတွင်းမှာဖမ်းဆီးရမိတဲ့73ဘန်းတွေနဲ့မိသားစုဝင်တွေကိုအရခတ်တတော်အေကအတုတ်လိုက်ခွဲလို့တဖြည်းဖြည်းလွှတ်ပေးနေပြီး DMG ကကောက်ယူထားတဲ့စည်ရင်းတွေအရပြန်လည်လွှတ်ပေးခဲ့တဲ့73ဘန်းနဲ့မိသားစုဝင်အရေးအတွက်ဟာ1100ကျော်တိရှိလာနေပြီဖြစ်ပါတယ်ခင်ဗျာရခိုင်ကန်ယိုတဲမှာနောက်ဆက်တွဲငလျင်ကြီးတွေဖြစ်လာနိုင်ကြောင်းပညာရှင်တွေအသိပေးတဲ့သတင်းကိုတင်ဆက်ပေးပါပါ ရခိုင်ပြည်ရန်ပြည်ကျွန်းနဲ့မန်အောင်ကျွန်းအနီးမှာလှုပ်ခဲခဲ့တဲ့အင်အားအသိန်းတင်ရှိတဲ့ငလျင်ဖြစ်စဉ်နောက်ဆက်တွဲဖြစ်ငလျင်ကြီးတွေဖြစ်လာနိုင်တယ်လို့ငလျင်ပညာရှင်တွေကအသိပေးထားပါဗျ။ပေးခဲ့တဲ့မေလာ16ရက်ကအင်အား9.1မက်ဂနီကျူးရှိတဲ့ငလျင်လှုပ်ခဲခဲ့တဲ့နေရာဟာငလျင်ပြည့်ရွေကျော်ရှိတဲ့နေရာတစ်ခုဖြစ်တယ်လို့ငလျင်ပညာရှင်တွေကဆိုကြပါတယ်။ဒါ့အပြင်အဲ့ဒီနေရာဟာ1962ခုနှစ်မြောက်ဦးခေတ်မှာစကိုင်းငလျင်ထက်အင်အားကြီးစွာလှုပ်ခဲခဲ့ပြီးဆူနာမီလိုင်းလုံးတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါဗျ။ရမ်ဘီဂျော်နီလောက်ခတ်ခဲ့တဲ့ငလျင်ဟာစကန်ငလျင်ရဲ့နောက်ဆက်တွဲလောက်ခတ်တာမဟုတ်ဘဲရှေ့ပြေးငလျင်ဖြစ်နိုင်တယ်လို့ငလျင်ပညာရှင်တွေကသုံးသပ်ကြပြီးကြိုတင်ပြင်ဆင်တာတွေလုပ်ဖို့တတိပေးထားပါဗျ။ပင်လယ်ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားတဲ့ရခိုင်ဒေသဟာတဘောကဘေးအန္တရာယ်တွေမကြာခဏကြာရောက်တဲ့ပြီးရေကြီးတာမုန်တိုင်းတိုက်ခဲ့တာတွေကြုံရတဲ့အတွက်ငလျင်ဘေးကိုလည်းကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါဗျ။ မီဇိုရန်ဘလောက်ဝကုန်စီလမ်းကြောင်းကိုအိန္ဒိယပိတ်တဲ့တည်င်းကို ပြောပြပေးရှင်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်ခရိုင်ကနေဘလောက်ဝနဲ့ရခိုင်ကိုကုန်စီတင်သွင်းနေတဲ့လောင်တလိုင်ဘလောက်ဝနေဆက်လမ်းကြောင်းကိုအိန္ဒိယအာဏာပိုင်တွေကပိတ်ပင်လိုက်တယ်လို့စုံစမ်းသိရှိရပါတယ်။လန်ဒန်လိုက်ကိုပန်အောက်ရှုပ်ခွင့်ရခရိုင်ကောင်စီမြေခွန်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရမေလ၁၆ရက်နေ့ကနေနောက်ထပ်အမိန့်စာမထုတ်မရှင်းလန်ဒန်လိုက်ခရိုင်ကိုဖျက်ပြီးဘလက်ဝလမ်းကြောင်းကိုဘေကုံစီမှတည်ယုံခွင့်မရှိဘူးလို့ဆိုပါတယ် ခုလိုကုန်သွယ်ခွင့်ပိတ်ဆို့ထားတာကြောင့်လက်ရှိမီဇိုရန်ပြည်နယ်ကိုရရှိနေကြတဲ့ရခိုင်ကုန်သည်အများပြားဟာအခက်တွေ့နေကြရပါတယ် လောင်တလိုင်းဖက်ကကုံစီတည်ယူခင်းပိတ်ထားတာနဲ့ပတ်သက်ပြီးအရခတ်တက်တော်အေတာဝန်ရှိသူတွေနဲ့အိန္ဒိယတာဝန်ရှိသူတွေညှိနှိုင်းတာတွေပြုလုပ်နေတယ်လို့လည်းအေအေနဲ့နှိဆက်သူတွေစီကအသိရပါတယ်စစ်ကောင်စီဟာ2023ခုနှစ်နိုဝင်ဘာလကနေရခိုင်ကိုကုံစီစီးဆင်းခွင့်ပိတ်ပင်ထားတာကြောင့်လိုအပ်တဲ့ရှေခန်းစားနဲ့ရခတွေစေဝါနဲ့စားသုံးစီတွေကိုမီဇိုရန်ပြည်နယ်လောင်တလိုင်းကနေပလောက်ဝနေဆက်လမ်းကြောင်းအတိုင်းအဓိကတင်သွင်းနေရတာဖြစ်ပါတယ် တဲ့နေကိုဆက်လက်တင်ဆက်ပေးနေပါရယ်စာသင်ကျောင်းတွေကိုပြင်မှတ်ထပ်တိုက်ခိုက်နေတဲ့စက်ကောင်စီကပြည်ညာရေးကဏ္ဍမြင့်တင်နေတယ်လို့ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါရယ်နိုင်ငံတော်ကစာသင်ကျောင်းတွေကိုလေကြောင်းကနေပြင်မှတ်ထပ်တိုက်ခိုက်နေတဲ့စက်ကောင်စီကပြည်ညာရေးကဏ္ဍဖွဲ့ဖွဲ့ရေးမဖြစ်မနေပေါ်ဆောင်နေတယ်လို့မေလ16ရက်နေ့မှာကျင်းပတဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောဆိုလိုက်ပါရယ်စက်ကောင်စာဘူဆောင်မှုကြီးမင်းအောင်လိုက်ပြောဆိုရှာဟာပညာရတ်လူသားအရင်အမြတ်ကောင်းတွေကိုမဖြစ်မနေပေါ်ဆောင်ဖို့ပညာရတ်တွေရှိမှသာနိုင်ငံအနာဂတ်အတွက်စိတ်ရှာရမှာဖြစ်တယ်လို့ပြောပါရယ် စကောင်းဆောင်ဟာတာဝန်ထမ်းဆောင်နေခြင်းအတွင်ပညာရေးနဲ့ပတ်သက်ပြီးများစွာမြင့်တင်ပေးခဲ့ကြောင်းပညာညီလာခံပြုလုပ်ရမှာပညာရေးနဲ့ပတ်သက်ပြီးမြင့်တင်ဆောင်ရွက်မဲ့အရာတွေကိုလက်တွေ့ကြာကြာဆုံးဖြတ်ဖို့နဲ့ရရှိအနာဂတ်အကျိုးကိုကြည့်ပြီးစီမံဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ဆိုထားပါတယ်အဲ့ဒါပြင် လာမယ့်မေလ22ရက်မှာကျောင်းပြန်လည်ဖွင့်လှစ်ရက်အတွက်ကျောင်းအနှံရင်စတင်ပြီးဖြစ်တဲ့အတွက်တိုင်းနဲ့ပြည်နယ်အလိုက်တာဝန်ရှိသူတွေအနေနဲ့ကျောင်းအလုံးဖွင့်လှစ်နိုင်ရေးစူးစမ်းကြဖို့မှာကြာခဲ့ပါတယ် စကောက်စီကပညာရေးကဏ္ဍအစီအမင်းတွေမှုပြောနေပေမဲ့စာသင်ကျောင်းတွေဘာသာရေးအဆောက်အုံတွေနဲ့လူနေကြေးရရက်ွက်တွေကိုလေကြောင်းတိုက်ခတ်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်ခင်ဗျာပဲခူးမြို့နယ်ကစစ်ကောင်စီကာကင်စခန်းတစ်ခုကို PDF တွေတိုက်ခိုက်ဖျက်ဆီးတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ပဲခူးတိုင်းပဲခူးမြို့နယ်ဇီရိုကျွရမှာရှိတဲ့စစ်ကောင်စီရဲ့ရှစ်တန်းကာကင်စခန်းကို PDF တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီကာကင်းစခန်းကိုမေလာ၁၈ရက်မနက်၂နာရီမှာအမတ်နဲ့စစ်စင်ရင်နေမြေတိုင်းစစ်ဌာနဘက်ကိုအမတ်သွန်ခုံသူများတက်တရင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ခိုက်မှုတွင် G4 နလက် G3 နလက် G2 တလက် M1 ကာဘိုင်ကိုလက် KN တွေနဲ့ဆက်ဆက်စစ်သုံးပစ်စစ်တွေတင်စစ်ရရှိခဲ့လို့ထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီတပ်ကာကင်းစခန်းကိုရှင်းလင်းဖျက်ဆီးခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နောက်ဆုံးအနေနဲ့ဘတ်ဂျက်ရုံနယ်လာရဲဆိုပြီးအကျဉ်ထောင်တွေမှာအစားအသောက်ကျွေးမိတာရှော့ရှာတဲ့တင်းကိုတင်ဆက်ပေးရှင်ပါတယ်။အကျဉ်ထောင်တွေမှာဘတ်ဂျက်ငွေရုံနယ်လာတာကိုအကြောင်းပြပြီးအစားအသောက်ကျွေးမိတာရှော့ရှာထားတဲ့အတွက်အကျဉ်သားတွေမှာနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဆိုင်နေရတယ်လို့မြန်မာနိုင်ငံဆိုင်ရာနိုင်ငံရေးအကျဉ်သားများကွန်ရက် PBNM ကမနေ့ကထုတ်ပြန်ပါတယ်။အကျဉ်းထောင်အများစုမှာအကျဉ်းသားတအူကို စားတောက်ဖို့အတွက်တပတ်ကို နေ့ညထမင်းရှင်ဆက်လေးနဲ့ကျူးမေးတာမှာကြက်ဦးတစ်လုံး နှစ်လက်မအရွယ်၅အသားတုံးတုံးတုံးစုစုပေါင်း၄နဲ့စာကိုသာပေးပြီးကြံရက်တွေမှာထမင်းနဲ့ပေးဟင်းအရေးကြီးကိုသာအဓိကတောင်းနေကြရတယ်လို့ PPNM ကဆိုပါတယ်အကျဉ်းသားတွေမှာအာဟာရမပြည့်ဝတာကြောင့်ခန္ဓာကိုယ်ရှိနေပြီးခန္ဓာကိုယ်အောက်ပိုင်းမလုံချားနိုင်တဲ့အရေးအတွက်လည်းများပြားလာတယ်လို့သိရပါတယ် PBNM ရဲ့စုံစမ်းချက်အရမြင်းရှံချင်းထောင်မှာစုစုပေါင်းလူဦးရေရဲ့15ရာခိုင်နှုန်းဟာအဲ့ဒီဝေဒနာကို ခံစားနေရတယ်လို့သိရပါတယ်။ မိထီလာအကျင်းထောင်အိုဘောအကျင်းထောင်ပသိန်ကြီးလူငယ်ထင်းသိင်းရကြောင်းလိုင်ကောအကျင်းထောင်ဒဲဦးအကျင်းထောင်ပသိန်အကျင်းထောင်တွေမှာအစအတော့လျှော့ကျွေးနေတာဖြစ်ပါတယ်အကျဉ်းသားတွေဟာတင်းလျော်တဲ့စားသောက်နေထိုင်မှုတွေထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအလုံးလောက်များရှိတာတွေကြောင့်အသက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ဒီကနေ့သတင်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရပ်နားလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းကြောင်ရတွေအပါအဝင်အခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပောင်ရှောက်ရှောက်83များကို643 633ကို လုံရှုံစိတ်ရှစွာနဲ့ဆက်သွေးပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည7:00နာရီရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှားပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။